ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပပေးနေတဲ့အမျိုးသမီးအာရှရှမ်ပီယံလိအုပ်စုနောက်ဆုံးပွဲစဉ်တွေကိုဒီနေ့မှကျင်းပခဲ့ပါတယ်အခုဆိုရင်အုပ်စုနောက်ဆုံးပွဲစဉ်တွေကပထမပွဲစဉ်ရှင်ပြန်ကစားပြီးသွားခဲ့ဖြစ်ပါတယ်ခင်ဗျာညနေ3:00နာရီချိန်မှာဂျပန်ကလပ်တိုကျိုဘာရီဗီလီဇာနဲ့တောင်ကိုရီးယားကလပ်ဆူဝမ်တို့ရှင်ပြန်ကစားခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာတောင်ကိုရီးယားကလပ်ဆူဝမ်မျိုးသမီးတင်တဲ့ ဂျပန်ကလပ်တိုကျိုဘာရီဘီလီစာအမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ဟာတစ်ခါနဲ့တစ်ခါဂိုးမသွင်းနိုင်မဲနဲ့ဂိုးမရှိသေးရလနဲ့ပွဲပြီးသွားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ဂျပန်ကလပ်တိုကျိုဘာရီဘီလီစာအသင်းကအုပ်စုဘိုဖြစ်တဲ့ကွာတာဖိုင်နယ်ကိုတက်ရောက်သွားတာသိကြသွားပြီဆူဝမ်ကဂျပန်ကလပ်တိုကျိုဘာရီဘီလီစာကိုမရှုံးအောင်ကစားလိုက်တဲ့အတွက်မြန်မာကလပ် ISP အမျိုးသမီးအသင်းနဲ့မြောက်ကိုရီးယားကလပ်နေကိုရီးယားအသင်းတို့ရှင်ပြန်ကစားမယ်ပွဲဟာ အသက်ဝင်လာခဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နေကိုရန်ကမြန်မာကလပ် SB ကိုအနိုင်ရနိုင်မယ်ဆိုရင်သူဟာအုပ်စုဒုတိယဖြစ်သွားမယ်။တောင်ကိုရီးယားကလပ်စူဝန်ကတော့အုပ်စုတတိယဖြစ်သွားပါလိမ့်မယ်ခင်ဗျ။အဲ့လိုမှမဟုတ်ဘဲနဲ့ ISB နဲ့နေကိုရန်နဲ့တရေဖြစ်သွားခဲ့ရဆိုရင်နေကိုရန်ကလည်းလေးမှတ်ရသွားမယ်။လက်ရှိမှာစူဝန်ကလည်းလေးမှတ်ဖြစ်တယ်။ ဒါပေမဲ့ဘန်ဘရိတ်ကထိတ်တိုက်တွေ့မှုနဲ့ဆုံးဖြတ်တာဖြစ်လို့နေကိုရန်ကအုပ်စုဒုတိယဖြစ်ပါလိမ့်မယ်ခမဒီနေရာမှာမြန်မာနိုင်ငံကိုစားပြုကလပ် RSB အမျိုးသမီးအသင်းအနိုင်ရခဲ့ရင်ဆိုတာရှိလာခဲ့ပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကိုစားပြုကလပ် RSB အမျိုးသမီးအသင်းကနေကိုရန်ကိုအနိုင်ကစားလိုက်နိုင်မယ်ဆိုရင်အုပ်စုတတိယနေရာကိုမျော်လင့်ခွင့်ရှိပါတယ်။တကူကိုမရှိနိုင်လဲတတိယရမှာ။ဘာကြောင့်လဲဆိုတော့အုပ်စုအစ်မကအ ထိတ်တိုက်တွေ့မှုနဲ့ဆုံးဖြတ်လို့ဖြစ်ပါတယ်။ဒါပေမဲ့အကောင်းဆုံးအုပ်စုတတိယအသင်းကိုရွေးချယ်တဲ့အချိန်မှာတော့အဲ့လိုမရွေးချယ်ဘူးနော်။အုပ်စု၃ခုကအုပ်စုတတိယအသင်းတွေကိုသူတို့ရွေးချယ်လိုက်မယ်။ပြီးရင်အဲ့ဒီအုပ်စုတတိယ၃သင်းတွေကအမှတ်တူနေရင်ဂိုးကွာခြားချက်သာတဲ့အသင်းက quarter final ကိုတလန်ဝင်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုအုပ်စုစစ်မှာတော့ထိတ်တိုက်တွေ့တာကိုအဓိကထားပြီးဆုံးဖြတ်တာဖြစ်တဲ့အတွက်မြန်မာကလပ် SB မြို့သမီးအသင်းဟာ နေကိုရန်ကိုအနိုင်ကစားနိုင်မယ်ဆိုရင်အုပ်စုတတိယရရှိမှာဖြစ်ပါတယ်ဆိုရကြောင်းပြိဿတ်တွေကိုအတိပေးပြောရလိုက်ပါတယ်ခင်ဗျာတ िश ူအားပေးပြိဿတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ